အားလုံးမင်္ဂလာပါကျွန်တော်ဆရာတော်ဖရာကြီးကိုလည်းထူပြီးတော့မနေ့ကတော့ဆရာတော်ဖရာကြီးတရားကိုနားတယ်ဗျာဒီနေ့ဝတ္ထုလေးကပ်ပြီးတော့ကျွန်တော်အိမ်ပြန်ပါပြီเนาะအာဒီနေ့ဗမာနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ဆရာတော်ဖရာကြီးကတော့ဖရာเจ้าမှာတရားဒေသနာတွေချီးမြှင့်နေပြီကျွန်တော်ကကိစ္စလေးလည်းတစ်ခုရှိတော့ဒီနေ့တော့တရားမနာနိုင်တော့ဘူးမနေ့ကတော့ကျွန်တော်နားခဲ့တယ်အဲ့ဒါအခုကျွန်တော် အဲအိမ်လေးပြန်မယ်ပြန်ပြီးတော့မြန်မာနိုင်ငံကြီးနဲ့ပတ်သက်လို့တူတူတုတ်တုတ်เนาะဟိုဘေးလဲတိတ်မကုန်အောင်အားလုံးလည်းမြင်သွားအောင်ကျွန်တော်ပြောစရာလေး3-5ချက်လောက်ရှိတယ်အဲ့ဒီရှိတဲ့အထဲထဲမှာဟိုကျွန်တော်ရထားတဲ့ information ကိုကျွန်တော်ပြောတာပေါ့ဗျာเนาะကျွန်တော် information တွေကတော့ခိုင်နေဗျဆိုတော့အခုကျွန်တော်အိမ်ဟိုမောင်းနေပြီမောင်းနေဆိုတာပြဿနာဆရာတော်ဘုရားကြီးကြောင်းနေကျွန်တော်အိမ်ထဲက ကားလမ်းဟိုဘက်ဒီဘက်အဲ့ဒီကားလမ်းကိုဖြတ်ဖို့အတွက်ကျွန်တော်ကိုယ်ဟိပြီးတော့ကျွန်တော်အိမ်ကိုပြန်မောင်းရတာဗျာတဲ့လားဟိုပြောရင်တော့အိမ်ပေးချင်းကတ်ရက်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကားလမ်းချားနေတယ်ဒီတိုင်းဖြတ်ထွက်လို့မရဘူးလမ်းဥပဒေရအာဒီဆရာတော်ဖျားကြီးရဲ့မြောက်ဦးဓမ္မစင်တာပေါ့နော်အဲ့မြောက်ဦးဓမ္မစင်တာကျွန်တော်အိမ်ကားလမ်းဟိုဘက်မှာဆရာတော်ဖရာကြီးကြောင်းဒီဘက်မှာကျွန်တော်အလယ်မှာကာလန်ကြီးဆိုတော့အဲ့ဒါအ အဲ့ဒီကားလမ်းကိုပေးထားတဲ့ဥပဒေတိုင်းဖြတ်ပြီးတော့အိမ်ပြန်လာတာပေါ့နော်ဟိုကျွန်တော်ပေးခြင်းနဲ့အဲဗမာနိုင်ငံကြီးအကြောင်းလေးအဲ၄ခုပြောမယ်နံပါတ်၁ကတော့ကျွန်တော်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဥစ္စာကတော့တခြားမဟုတ်ပါဘူးဟိုကောလာဟာလာသတင်းတွေပေါ်လာတယ်ဗျာအဲ့ကောလာဟာလာသတင်းတွေ အဲကျွန်တော်အိမ်ရောက်ပြီကဲအဲ့လောက်မြန်တယ်ဆိုတော့အဲ့ဒီပေါ်လာတဲ့သတင်းနေရာမဟုတ်ဘူးကျွန်တော်ပြောခဲ့ပြီးပြီအာလှုပ်ကြံဖန်တီးထားတဲ့သတင်းမှာနော်အဲ့ဒီလှုပ်ကြံဖန်တီးထားတဲ့သတင်းတွေကိုနိုင်ငံရေးနားမလည်တဲ့ဒီတိုင်းဝိုင်းနေအတင်းဖွဲ့တွေဟိုဟာဗတ်တနီးအဖြစ်ပြော NUG ထောက်ခံသူတွေတော်တော်များများကအဲ့သတင်းတွေကိုရှယ်ခဲ့တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အဲ့လောက်ထိ proxy ကစားဖို့လောက်ကို ဘတ်ဂျက်လည်းမရှိဘူးအရေးချင်းလည်းမရှိဘူးပါဝါလည်းမရှိဘူးခင်ဗျားတို့အဲ့ဒါကျွန်တော်ပြောရင်ယုံနော်အမေရိကန်ကလည်းဘင်္ဂလားဘင်္ဂလားဒေ့လို့အစွန်ရောက်တဲ့အများကြီးနေတဲ့နိုင်ငံတစ်ခုနဲ့နော်ဟိုဘယ်လိုပြောမလဲအဲအဲ့ဒီနိုင်ငံတစ်ခုကိုကြားခံပြီးတော့အမေရိကန်ကနေလှုပ်ရှားအကြောင်းလည်းမရှိဘူးနော်ဒါကျွန်တော်အိမ်ရောက်ပြီအဲ့ဒီတည်ရင်လုံးဝမှားတယ်သူတို့ပြောနေတာတွေလုံးဝစိတ်ကူးရင်တာတွေဖြစ်တယ် เนาะသို့တော့သူတို့ရဲ့တင်ပြနေချက်ဒီအခုတော့နည်းနည်းပါးသွားပြီစတင်ပြတာကတော့ဟိုအာအိန္ဒိယသတင်းမီဒီယာတခုကနေတင်ပြလိုက်တာပေါ့ဗျာဒုတိယတင်ပြတာတော့ကိုသိမ်းမြပါ BBC ကကျွန်တော်လည်းခင်ပါတယ်ဒါသူ့သတင်းလုံးဝမှားပါတယ်တရားရာခိုင်နှုန်းမှားတယ်ဗျာဒဇက်မကိုမမှန်ဘူးဗျာဒီကိစ္စနဲ့ပတ်သက်သူရခိုင်နဲ့ပတ်သက်သူတို့ဘာမှနားလေတဲ့သူတွေမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်အခုမှဖြာဝင်ခင်းကြတဲ့လူတွေလို့ပဲထပ်ပြောလိုက်မယ်ဗျာ ဟုတ်ပလားဆိုတော့အော်ဒါအိမ်ဘေးကခွေးဟောင်းနေဟိုမှာဆိုတော့အဲ့ဒါတစ်ချက်ပေါ့လေနောက်တစ်ချက်ကရခိုင်ပြည်ရဲ့ပြဿနာကအော်ကျွန်တော်ပုံမှန်လေးလေးပြောမယ်ဟိုတို့အပြင်မှာပေါ်နေတဲ့သတင်းပုံစံမျိုးမဟုတ်ဘူးနော်ဘင်္ဂလားဒေ့နဲ့လည်းဘာမှမဆိုင်ဘူးအာဆာနဲ့လည်းမဆိုင်ဘူးနော်ရခိုင်ကသူ့နိုင်ငံသူ့ပြည်သူတို့အတွက်အရခတ်တက်တော်ကစူးစမ်းနေတဲ့အဖွဲ့အစည်းတရတာဖြစ်တယ် ဒါပေမဲ့သူ့ဘေးပဝန်းကျင်နိုင်ငံနေနဲ့တော့တော့တန်ခင်းတမန်ခင်းစီးပွားကုံတွယ်ရေးအရာဒီကိုတော့ပြုဖို့ဆန္ဒရှိတယ်။ဟိုတစ်ဖက်နိုင်ငံကအကူအညီပေးလို့ proxy ကစားမဲ့တပ်ဖွဲ့မျိုးမဟုတ်ဘူးရခိုင်တပ်ဖွဲ့ကအဲ့လောက်အုံနှောက်မနှဲပါဘူးအေအေကအရက်ခတ်တော်ကအဲ့ဒါကိုမြန်မာပြည်ကသတင်းသမားတွေတိလိုက်အရန်ကောင်းမယ်ဒီအချက်ကိုပြောချင်ပါတယ်ဟုတ်ပြီနော်ဒီလောက်ဆိုလုံလောက်တယ် ဒီထက်ပိုသေးကြအောင်လုံလောက်အောင်ထပ်ပြောမယ်ဆိုရင်ခုနဖြစ်ပေါ်တဲ့သတင်းတွေဟာရခိုင်ခေါင်းဆောင်တွေကို MNDA ခေါင်းဆောင်တွေလိုအကြက်တဲ့ဒုက္ခဆိုင်အောင်ခဏိစကားစစစ်လော်ပြီးလှော်နေတဲ့ပုံစံနဲ့တထက်တဲကြအောင်လို့တာ conspiracy theory ဖြစ်တယ်เนาะဒါပူးပေါင်းလှုပ်ကြံတယ်လို့တောင်ပြောလို့ရတယ်เนาะဒါကြောင့် NUG ထောက်ခံသူတွေ နော်ဟိုယောဂထားနေတဲ့သူတွေဒီနေရာမှာရတန်းရက်လိုက်ပါဒီသတင်းလုံးဝမှားပါတယ်ဟုတ်ပြီလားနော်တစ်ဆက်လေးတစ်ဖြားလေးလောက်မှန်ခဲ့ရင်ကျွန်တော်ပြပါဟုတ်ပြီလားကျွန်တော်တို့ကရှင်းတယ်ဆိုတော့ဒီလောက်တော့ကျွန်တော်ပြောခြင်းတယ်ရခိုင်မှာတိုက်နေတဲ့ရဲဘော်တွေခေါင်းဆောင်တွေနော်ပြီးတော့ရခိုင်လူမှုရေးအသင်းအဖွဲ့တွေနော်အုံနောက်မနေကြပါဘူးလို့ကျွန်တော်ပြောခြင်းတယ် เนาะခမားတို့အုံနှောက်နေနေနဲ့လှော်နေတာတစ်ဖက်လူကိုခမားတို့ဒုက္ခရောက်အောင်တစ်ဖက်ရဲ့လွတ်လပ်ရေးကိုထိခိုက်အောင်တစ်ဖက်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအခက်ခဲဖြစ်အောင်လုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဟုတ်ပါလားဒါတိကျနှစ်ချက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောခြင်းတယ်ရွေးကောက်ပွဲကဘူမင်းအွန်လိုင်းကျင်းပကွင့်2008အခြေခံဥပဒေမှာပေးမထားပါဘူးပုံမှန်429 428 429ကိုတွက်ကြည့်ပါဟုတ်ပြီနော်ဆိုတော့ ဒီသူဖွဲ့ထားတဲ့ UEC ကလည်းအမှန်တော့ဂျားပြအစိုးရအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှဂျားပြအစိုးရကလှုပ်ပေးတဲ့ရွေးကောက်ပွဲမျိုးဖြစ်ရပါမယ်သူတို့က2008ကိုကိုးကွယ်နေတဲ့ကောင်တွေဆိုတော့သူတို့ဥပဒေတော်သူတို့ကမလိုက်နာဘူးအခုမှမလိုက်နာဘူးလို့ခင်ဗျားတို့မပြောနဲ့အရင်တော့လည်းမလိုက်နာဘူးလိုက်နာဖို့လည်းရေးထားတာမဟုတ်လှုပ်ချင်အောင်လှုပ်ဖို့တော့ရေးထားတယ်ဒါပေမဲ့နိုင်ငံတကာကိုချပြတဲ့အချိန်မှာသူတို့ဥပဒေနဲ့မြောက်မီးနဲ့မြောက်ကိုပြန်ချီရပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဆိုတော့ဒါတွေအားလုံးလွဲချော်နေတယ်ဥမာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် election မလုပ်ခင်6လအလိုမှာမာရှယ်လော့တွေအကုန်ရုပ်သိမ်းပေးရပါလိမ့်မယ်ပုံမှန်429မှာရှိပါတယ်အဲတော့ဖတ်ကြည့်ပါဒါကျွန်တော်မာရှယ်လော့ဘယ်လိုလုပ်ရုပ်သိမ်းပြီးတော့သူပဲပြောနေတယ်လေဆိုတော့ပြီးတော့ဒီရွေးကောက်ပွဲကိုသူကျင်းပဖို့အတွက် သူ့မှာအဲ့ဒီ authority တွေမရှိပါဘူးခင်ဗျားတို့ထင်နေလို့ပါလုံးကြည့်လိုက်ပါ နောက်တစ်ခါမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ မဖြစ်လို့အခုတော်လှန်နေကြတာမဟုတ်ရွေးကောက်ပွဲလိုအပ်လို့တော်လှန်နေကြတာမဟုတ်ဘူးရွေးကောက်ပွဲလို့လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးနော်လက်နဲ့ကင်ထားတဲ့လူတွေလက်နဲ့လာအပ်เสียလည်းအကြောင်းမရှိဘူးရွေးကောက်ပွဲမှာပါဝင်တဲ့ပါတီတွေကလည်းမြန်မာနိုင်ငံငြိမ်းချမ်းရေးရမယ်ဆိုပြီးတော့အာမခံရတဲ့ပါတီတရားဝါမရှိဘူးဒါနံပါတ်2အချက်ကျွန်တော်ပြောတာပါနော်ရှင်းရှင်းပြောရင်ပေါင်းပြီးတော့ဂွင်ရိုက်တာပါတနည်းအားဖြင့်ပြောရရင်တော့ စကလုံးရိုင်းသွားမှဆိုးလို့ပါဗျာပြစ်တစားကိုအတွင်းကန်လွဲပေးကြတာပါပြစ်တစားလူများတော့အတွင်းကန်မြင့်ပတ်နေပြီဗျာနော်မင်းအောင်လှိုင်တို့ကအဒါကြောင့်ပြစ်တစားကိုအတွင်းကန်လဲပေးတဲ့အနေနဲ့ဒီပါတီတွေဝင်ပူးပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်နားလည်တယ်ဒါနံပါတ်1ပြောတာပါနံပါတ်3ကတော့မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကဘာလဲလို့ပြောရမလဲဆိုရင်တထောင်ရှိအခြေခံဥပဒေမှာအခန်း1မှာကိုမှ နိုင်ငံခြားသားတပ်ဖွဲ့တွေနိုင်ငံခြားတပ်ဖွဲ့တွေဖြတ်တန်းခွင်ယာယီအခြေချခြင်းเนาะလာရောက်အခြေစိုက်ခြင်းခွင့်မပြုထားပါဘူးဗျာအဲ့ဒါကိုယခုကြမ်းခိုင်ရေးဥက္ကရာခင်ကြီးနဲ့လက်ရှိမြန်မာစစ်ကောင်းဆောင်ကပူးပေါင်းပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့ဘာသာသူတို့အကျဉ်းပပြီးသူတို့ဘာသာသူတို့အနိုင်ယူပြီးတော့အခြေခံဥပဒေကိုအဲ့ဒီနေရာမှာသူတို့ကသွားပြင်ကျင်းတာပါ တိုင်းပြည်လုံခြုံရေးအမျိုးသားအကျိုးစီးပွားအတွက်တို့ရေးထားတဲ့စာချမ်းတော်ကျွန်တော်မှရှိတယ်။တိုင်းပြည်လုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတို့ကိုရှေ့ရှုခြင်းအလွန်ကမိဖက်နိုင်ငံများဤလက်နက်ကင်တပ်ဖွဲ့များနဲ့လည်းပူးပေါင်းဆောင်ရွက်ခွင့်ရှိရမယ်ဆိုတာအာဆတ်လို့လှုပ်ချင်လို့ဒီရွေးကောက်ပွဲကိုလှုပ်တာပါဗျာ။အဲ့ဒီလိုရွေးကောက်ပွဲမှာဒီအခြေခံဥပဒေကိုလွှတ်တော်ခေါ်ပြီးပြင်လိုက်မယ်ဆိုရင်ရုရှားတို့တရုတ်တို့ဘယ်လာရုတ်တို့မြောက်ကိုရီးယားတို့မြန်မာနိုင်ငံမှာအကျွေးနဲ့ သူတို့စစ်တပ်တွေဝင်လာပြီးတော့မင်းအောင်လှိုင်တို့ဆက်လက်အာဏာရတီဖို့အတွက်တိုက်ကြခိုက်ကြပြီးဗမာပြည်ကြီးပြာကြအောင်ဖန်တီးတဲ့ရွေးကောက်ပွဲရလက်နဲ့ဖြစ်ပေါ်လာမဲ့အခြေခံဥပဒေပြင်ဆင်မှုရဲ့အနောက်မှာရရှိမဲ့အနာဂတ်အကျိုးဆက်တစ်ခုလို့ကျွန်တော်မြင်တယ်လက်ရှိကိုကြံ့ခိုင်ရေးပါတီကရုရှားကိုသွားတောင်းနေတာ၃ချိန်တောင်ရှိပါပြီဟိုကပြောတယ်ငါတို့ကမင်းတို့အခြေခံဥပဒေမှာပိတ်ဆို့ထားတာကို ေါ်ပေါ်တင်တင်ကြီးတော့လုံးလို့မရဘူးတင်တန်းလာပေးတာနီးပညာပို့ချတာတော့တော့ရတယ်ဒါကနိုင်ငံတကာမှာလည်းဒီတိုင်းပဲရှိတယ်သို့တော့တက်ကြီးတက်ငယ်နဲ့ဝင်လာပြီးတော့မြမပြည်ကနော်တော်လှန်နေတဲ့အဖွဲ့စည်းတွေတိုင်းရင်းသားတွေကိုခြေမုံဖို့အတွက်ကတော့အခြေခံဥပဒေကိုပြင်ဆင်ပြီးမှသာလျှင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုစည်ရေးစည်းပွားရေးနိုင်ငံရေးတန်တမာရေးမဟာမိတ်ဖက်အရာပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ခေါင်းကင်ခေါင်းစဉ်အောက်ကနေဝင်လာဖို့အတွက်တိုင်းပြည်ကိုပြာချဖို့အတွက်ဒီရွေးကောက်ပွဲကိုခင်ကြီးတို့ကအနိုင်ယူပြီးတော့ဒီအခြေခံဥပဒေကိုနိုင်ငံခြားတပ်တွေပါမြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားကိုပူးပေါင်းဆောင်ရွက်လျံအလို့ငါဆောင်ရွက်ပိုင်ခွင့်ရှိသည်ဆိုတာကိုပြဋ္ဌာန်းကျင်လို့ဒီရွေးကောက်ပွဲကိုလုပ်တာဘာလို့ကျွန်တော်ပြောကျင်တယ်ဟုတ်ပြီနော်နောက်တစ်ခါနံပါတ်၄ခင်ဗျားတို့တော်လှန်နေတဲ့အဖွဲ့အစည်းတွေကျွန်တော်ကတော့ပြတ်တယ် ကျွန်တော်ပြတ်တာတော့ဘယ်သူနဲ့မှမတူအောင်ပြောလိုက်မယ်ခင်ဗျားတို့ဘေးနှခမ်းသားတွေလိုက်သိမ်းနေလို့မရဘူးမြို့ကြီးတွေသိမ်းမအခုစစ်တိုင်းနေခင်ဗျားတို့သိမ်းတာဒီကောင်နေဆက်ဆက်ခါသွားပြီမြို့ကြီး6မြို့ကျန်တယ်အဲ့ဒီ6မြို့ကျွန်တော်ခင်ဗျားတို့ဟင့်လေးပေးလိုက်မယ်မန္တလေးပါမယ်ရန်ကုန်ပါမယ်ပဲခူးပါမယ်ကျန်တဲ့3မြို့ကိုယ့်ဘာသာကိုယ်စဉ်းစားလိုက်အဲ့ဒီ6မြို့မှာ3မြို့ကျရင်မင်းအောင်လိုက်နေစရာမရှိတော့ဘူးဒါနဲ့မင်းအောင်လိုက်တေလို့မရဘူးမင်းအောင်လိုက်ထွက်ပြေးလို့မရဘူးအမိဖမ်းရမယ် အဲ့တော့မှကျွန်တော်တို့တရားစီရင်ပုဆိုတာเนาะပြည်သူလူထုတွေရဲ့နိနာပုဆိုတာအဲ့ဒီမှာထာဝရနောင်ဖြစ်လာမဲ့စစ်ကောင်းဆောင်တွေစစ်ပတ်ဆိုင်ရာအရာရှိတွေအားလုံးသင်ကန်းစာရအောင်ဥပဒေရစီစဉ်နိုင်မဲ့အခြေအနေမျိုးကိုရောက်မှာမင်းအောင်လှိုင်လုံးဝသေလို့မရဘူးကျွန်တော်ဒီကောင်သေသွားမှကြောက်နေတယ်ဒီကောင်သေသွားရင်မြမပြည်အနာဂတ်မျိုးဆက်တွေအတွက်တရားမျှတမှုနဲ့အမှန်တရားကိုရတော့မှာမဟုတ်ဘူးလို့ပဲပြောရင်းနဲ့ ။ညီကုန်းချုပ်ကျင်နေဗျာ၊ကိုရှယ်လေးပါအားလုံးချစ်တယ်ခင်တယ်။ကျမ်းမချမ်းသာကြပါစေ၊ဘေးကင်းကြပါစေဗျာ။